ဒီကနေ့ရဲ့နောက်ဆုံးရအကစားသတင်းတွေကြောင်းတူတူပြောလိုက်ရအောင်အားလုံးပဲမင်္ဂလာပါ Football Watch Channel မှာဝင်သမောမှာဒီနေ့မှာတော့ October 18ရက်နေ့မှာရရှိထားတဲ့နောက်ဆုံးရဘောလုံးအကစားချောင်းအော်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Everton အသင်းရဲ့အင်္ဂလန်လေရွေးစဉ်ကိုယ်တော် Jordan Pickford က Everton အသင်းမှာ2029ထိဆက်ရှိမဲ့စာချုပ်တည်ရဲ့တရားဝင်ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်ဒီကိုယ်တော်က Everton အသင်းနဲ့အတူကျွန်တော်တို့ပြည်သက်တွေတတိစားမိလာတဲ့ကိုယ်တော်ဖြစ်ပြီးတော့2029ထိ Everton အသင်းမှာဆက်ရှိတော့မှာဖြစ်ပါတယ် ပြအာနီဆလော့ရဲ့ပြောကြားချက်အရာကိုသမားအလီဆင်ဘက်ကကမန်ချက်စတာယူနိုက်တက်နဲ့ရှင်ပြိုင်မဲ့ပွဲစဉ်ကိုပါဝင်နိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။တစ်ဖက်မှာဒါရိုင်ယန်ကာဗန်ဘက်ချ်နဲ့ကျွန်တော်တို့ဒါကိုနာတီးရိုးရဲ့အခြေအနေကိုလည်းဇက်တိုက်ပြောကြားသွားခဲ့ပါတယ်။ကိုနာတီးကဒီနေ့မှာလီဂျင်ကန်စာဆင်းနေပြီဖြစ်ပြီးတော့ကာဗန်ဘက်ချ်ကတော့မန်ချက်စတာယူနိုက်တက်ကိုယင်ဆိုင်ဖို့တရားရာဂိုင်းလုံးအပြည့်အဝဒါဖြစ်ဖြစ်နေမယ်လို့အာနက်စလော့ကပြောကြားသွားပါတယ်။နီပြအာဒီတာရဲ့ပြောကြားချက်အရာဒါမာတင်အိုဒီကတ်ရဲ့တရားပြဿနာက ဟိုကျွန်တော်တို့ဒါရတတပတ်အတော်ကြာအနားယူရမယ်လို့သိရပါတယ်ရအတိအကျကိုမသိရပေမဲ့ဒါအိုရီကကအာဆင်နယ်တင်းရဲ့ပွဲစဉ်တွေကိုရတတပတ်အတော်ကြာအနားယူသွားရဖို့ရှိနေတယ်လို့သိရပါတယ်လီဗာပူးအတင်းကလာမယ့်ဇန်နဝါရီအပြောင်းရွှေ့မှာသူ့အတင်းရဲ့ပြစ်မှတ်အဖြစ်အက်စထရင်ဘီလာတိုက်စစ်ကစားသမားမော်ဂန်ရော်ဂျာကိုစိတ်ဝင်စားနေတယ်လို့သိရပါတယ်ဒီကစားသမားကိုခေါ်ယူမယ်ဆိုရင်တော့အနည်းဆုံးပေါင်တန်း80ခန်းကုန်ကြောက်ဖို့ရှိနေတာပါရူဘန်အမိုရင်နဲ့မန်ချက်စတာယူနိုက်တက်အတင်းကသူ့အတင်းရဲ့လာမယ့်ရာသီကွင်းလယ်ပိုင်းကိုမြင့်တင်ဖို့အတွက် တင်းရဲကစားသမားဟောင်းတဦးဖြစ်တဲ့ဂျိန်းကာနာကိုပြန်လည်ခေါ်ယူဖို့စဉ်းစားနေတယ်လို့သိရပါတယ်ဂျိန်းကာနာရဲ့ Everton နဲ့လက်ရှိစာချုပ်ကယာတီကုံရင် ကုံဆုံးမှာဖြစ်ပြီးတော့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ Manchester United ကခေါ်ယူနိုင်မှာဖြစ်ပါတဲ့အတင်းရဲ့အဓိကကစားသမားအဖြစ်ခေါ်ယူတာမျိုးမဟုတ်ဘဲနဲ့ squad player အဖြစ် Ruben Amorim ကဂျိန်းကာနာကို Manchester United ထံပြန်ခေါ်ဖို့စိတ်ဝင်စားနေတာဖြစ်ပါတဲ့အနာဂတ်မကြီးမရာဖြစ်နေတဲ့ Anki Postecoglou ကတော့ Nottingham Forest အတင်းအနေနဲ့ပေါ့နော် ူ့ကိုသာအချိန်ပေးမယ်ဆိုရင် နောက်ဆုံးမှာပုံမြင်က तू အဆုံးသတ်တဲ့အချိန်မှာအဆုံးသတ်မယ်ဆိုပြီးတော့ तू ကတော့ပြောသွားပါတယ်ဒါကတော့ Andy Postel ကသူ့ရဲ့ဒုတိယနှစ်တိုင်းမှာ စူပလာတကူကူရရှိအောင်စွမ်းဆောင်ပေးနိုင်တဲ့စံချိန်အကြောင်းကိုပြောကြားသွားတာဖြစ်ပါတယ်တကယ်လို့ Forward သာသူ့ကိုအချိန်ပေးမယ်ဆိုရင်သူကဒါစူပလာတကူယူပြသွားမယ်လို့ဆိုလိုက်တာပါတစ်ဖက်မှာဘာစီလိုနာအသင်းကရာဒီကိုဝင်စာချုပ်တတန်းကုန်ဆုံးမဲ့လီဝန်ဒေါစကီရဲ့နေရာကိုအစားထိုးဖို့တိုက်စစ်မှုတွေရှာဖွေနေပါတယ်ဒီနေရာမှာဂျူပီတာအသင်းရဲ့တိုက်စစ်ကသားမှဒူဆန်ဘလာဟိုဗစ်ကလည်းဘာစီလိုနာအသင်းနဲ့တည်င်းထွက်နေတဲ့ကသားမှဖြစ်ပါတယ်ကသားမှကိုယ်တိုင်က ်ဘာစီလိုနာအသင်းထံကိုပြောင်းရွှေ့ကစားလုပ်ပြီးတော့တက်ကိုအနေနဲ့လည်းဒူဆန်ဘလာဝိဘောကိုစိတ်ရံပြီးတော့ဆွေးနွေးမှုတချို့ပြုလုပ်ဖို့ရှိနေတယ်လို့သိရပါတယ်ဘာစီလိုနာအသင်းရဲ့လူငယ်ကျယ်ဝန်းကစားသမားလမိုင်းယာမေကတော့သူ့ရဲ့ဒါ လက်မှတ်ထိုးတဲ့ပေါ့နော်အော်တိုပေါ့နော်လက်မှတ်ထိုးတဲ့အရာတွေကိုဒါရောင်းချဖို့အတွက်ပြင်ဆင်နေတယ်လို့သိရပါတယ်သူရဲ့အနေနဲ့ free လက်မှတ်ထိုးပေးခြင်းအထက် company တစ်ခုနဲ့ပူးပေါင်းပြီးတော့သူရဲ့ signature သူနဲ့ပတ်သက်တဲ့အရာတွေကို merchandise တစ်ခုအဖြစ်ပြုလုပ်သွားဖို့ပြင်ဆင်နေတယ်လို့ဖော်ပြလာပါတယ် Anzo Maruska ရဲ့ပြောကြားချက်အရာသူတို့အသင်းရဲ့ကိုယ်လှယ်တိုက်စစ်ကစားသမားဖြစ်တဲ့ကိုပါမာကနောက်ထပ်6ဘက်ခန့်အနားယူရအောင်မယ်လို့သိရပါတယ် အဲအန်တူမာရက်စ်ကကိုရိုင်းပရက်စကွင်းဖရန့်မှာကွန်ဖန်သွားတာဖြစ်ပြီးတော့ကူပါမားကချက်စီတင်းရဲ့ပွဲစဉ်တွေကိုဇက်တိုက်ဆိုသလိုလွဲချော်သွားတော့မှာဖြစ်ပါတဲ့တပတ်မှာဘာစီလိုနာတင်းရဲ့တိုက်စစ်ကသားမှာဖာရန်တော်ရက်ကလည်းဒီဘက်မှာရှင်ပြိုင်ကစားမဲ့ဂျီရိုလာတင်းရဲ့ပွဲစဉ်ကိုလွဲချော်သွားဖို့ရှိနေတယ်လို့သိရပါတယ်။အဲသူရဲ့ injury ပြဿနာကြောင့်ဖာရန်တော်ရက်ကဒီဘက်မှာမကစားနိုင်ဘူးလို့ယူဆရပြီးတော့ဒါမဲ့ EM Madrid နဲ့ Atletico ပွဲစဉ်မှာပါဝင်နိုင်မလားတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။ က်ဂွာရီယိုလာရဲ့ပြောကြားချက်အရာရူဒီယာကျွန်တော်တို့ဒါစနေညမှာရှင်ပြိုင်ကစားမယ်အေဗာဒန်တင်းနဲ့ပွဲစဉ်ကိုလွဲချော်သွားမယ်လို့သိရပါတယ် ဘယ်အချိန်ကြီးအနားယူရမယ်ဆိုတာကတော့အတိအကျမသိရသေးပေမဲ့ရူဒီဂါဒယန်တဒနာရှိနေတယ်ဆိုပြီးတော့ပက်ကွာရီယိုကိုကွန်ဖန်သွားတာဖြစ်ပါတယ်။ဒါဘာစီလိုနာအသင်းနဲ့ဘီလာရီအသင်းတို့ရဲ့ပွဲစဉ်ကိုအမေရိကန်မှာကျင်းပဖို့ပြင်ဆင်ထားတဲ့အပေါ်ကစားသမားတွေကဆန္ဒပြဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ဖော်ပြချက်တွေအရကစားသမားတွေကပွဲစားပြီဆိုတာနဲ့စက္ကန့်20လောက်ငြိမ်သက်ပြီးတော့ပေါ့နော်။ဒါဆန္ဒပြဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။တစ်ဖက်မှာကျွန်တော်တို့က ်ရင်းမထွက်တင်တဲ့ဘာစီလိုနာအသင်းတို့ရဲ့ကလာစီကိုပွဲစဉ်အတွက်လက်မှတ်ရောင်းချမှုက online ပေါ်မှာတင်ပြီး9မိနစ်အကြာမှာပဲအကုန်လုံးရောင်းထွက်သွားပြီလို့သိရပါတယ်။စေဝန်သာဘောကောင်းတဲ့ကလာစီကိုဒါဘီကိုတော့လာမဲကျွန်တော်တို့ဒါအပတ်မှာကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတဲ့ဒါမန်ချက်တာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒါဆိုရင်ဆော်ဒီကိုပြောင်းရွှေ့ဖို့စံတာမရှိပဲယူနိုက်တက်အသင်းကိုချန်ပီယံလိဝင်ခွင့်ရအောင် ကူညီပေးသွားခြင်းတယ်လို့သိရပါတယ်ဒီနေရာမှာ United အသင်းသားဒီယာစီကုံလို့ Champions League ဝင်ခွင့်မရခဲ့ဘူးဆိုရင်သူ့အနေနဲ့ဥရောပအဆင့်တန်းမြင့်လိတခုမှထပ်ပြီးတော့ကစားဖို့ sorry ကိုပြောင်းဖို့ထက်ပေါ့နော်ဥရောပတခြားအသင်းတစ်ခုကိုပြောင်းဖို့စဉ်းစားနေတယ်လို့ BBC ကဖော်ပြလာပါတယ်ဒါကတော့ဒီကနေ့မှာရရှိထားတဲ့နောက်ဆုံးရအားကစားအကြောင်းအရာတွေပါကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပါအောင်နောက်ထပ် video တွေမှာပြန်တွေ့ပါမယ် good luck ပါ